မင်္ဂလာပါဒီနေ့မှာတော့ဂျင်မေးအသုံးပြုတဲ့ကျွန်တော်မိတ်ဆွေတွေဂျင်မေးကိုအသုံးပြုတဲ့အခါမှာ WhatsApp တဲ့ကိုဝင်လို့ရှိရင်အထူးသတိပြုကိုကျွန်တော်သတိလာပေးတာပါညကတုန်းကကျွန်တော် WhatsApp တဲ့ကိုကျွန်တော်ဝင်ပြီးတော့ဗောနော် WhatsApp တဲ့မှာအသုံးပြုလို့ရဖို့အတွက်အကောက်ဖွင့်တယ်ပြီးတော့သူတို့က agree လုပ်ခိုင်းတဲ့အခါမှာကျွန်တော်က agree လုပ်လိုက်ပါတယ် ဒီမနေ့ရောက်တဲ့အခါမှာအေးကျွန်တော်ညကတော့ website မှာအသုံးပြုခဲ့တဲ့ Gmail တစ်ခုပေါ့နော် Gmail တစ်ခုကို login ဝင်နေဆိုတာကိုကျွန်တော်ရဲ့ notify မှာလာပြီးတော့အခုလိုမျိုးပြတ်ပေးနေပါတယ်ပြောမယ်ဆိုရင်တော့ကျွန်တော် Gmail account ကိုဟက်ခံလိုက်ရတာပေါ့နော်အေး Gmail ကိုဘယ်နိုင်ငံကနေပြီးတော့ login ဝင်လိုက်လဲဆိုတာကိုကျွန်တော်တို့တစ်ချက်သွားကြည့်ရအောင်ကျွန်တော်အရင်ဆုံး YouTube ထဲဝင်လိုက်မယ် ယူကျုတဲ့ဝင်မယ်ယူကျုတဲ့ဝင်ပြီးပြီဆိုလို့ရှိရင်တော့ကျော်ဒီနေရာလေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီ Google အကောက်ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်ပြီးတော့သွားမယ်ဒီနေရာမသွားဘူးဆိုလို့ရှိရင်လည်းဒီ Gmail Gmail ကနေပြီးတော့သွားလိုက်ရတယ်ဗောနော် Gmail icon လေးကိုနှိပ်ပြီးတော့ဝင်မယ်ဆိုရင်လည်းရတယ်ကျွန်တော်က YouTube ကနေပြီးတော့ပဲဝင်လိုက်တော့မယ် Google အကောက်ကိုကျွန်တော်တစ်ချက်နှိပ်မယ် ပြီးတော့ရင်ဒီဘက်နာကိုနည်းနည်းဆွဲပြလိုက်မယ်ပြီးရင် security ကိုကျွန်တော်တစ်ချက်နှိမ့်မယ်ပြီးတော့ရင်တော့အပေါ်နှောက်ဆွဲတင်လိုက်မယ်အဲဒီမှာ login ဝင်လာတာ device ၄ခုရှိတယ်ဗောနော်ဖုန်းက၃လုံးဖုန်း device က၃ခုနဲ့ဒီ computer device ဗောနော် computer device တစ်ခုကျွန်တော်တို့ဒီ gmail account ကို login ဝင်လာတာအခုလိုမျိုးတွေ့ရတယ်ဒီ gmail account ကိုကျွန်တော်က computer ထဲမှာဝင်လာတဲ့အတွက် ဒီနေရာမှာကွန်ပျူတာကိုပြပေးနေတာပါဒါကတော့ကျွန်တော်ရဲ့ကွန်ပျူတာပေါ့နော်အဲဖုန်း device ကိုကျွန်တော်တို့ချက်သွားပြီးတော့ကြည့်ရအောင်ဖုန်း device တွေကိုကျွန်တော်ဝင်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ Oppo ဖုန်းနဲ့မှဝင်လာတာတွေ့ရတယ်ပြီးတော့ဒီမှာအဲ Samsung ပေါ့နော် Samsung A25 5G ဖုန်းမှာဝင်လာတာလည်းတွေ့ရတယ်ပေါ့နော်အဲကျွန်တော်ဒီနေရာလေးနှိပ်ပြီးတော့တစ်ချက်သွားပြီးတော့ကြည့်မယ် ပြီးရင်တော့ဒီမှာသူကသူ့ရဲ့ location ကိုကျွန်တော်တို့ကကြည့်မယ်ဆိုရင် find device ကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်အဲဒါဆိုလို့ရှိရင်ဒါသူ့ရဲ့ location ပေါ့နော်သူဘယ်နေရာမှာနေတယ်ဆိုတော့ကျွန်တော်ဒီနေရာလေးမှာကျွန်တော်ကြည့်လို့ရတယ်အဲ့နေရာလေးကိုတစ်ချက်နှိပ်ကြည့်မယ် ပြီးရင်ဒါလေးကိုနှိပ်မယ်ရေဒါဆိုလို့ရှိရင်ဒီမှာသူနေတဲ့လိပ်စာအတိအကျကိုကျွန်တော်တို့ဒီနေရာမှာအခုလိုမျိုး ကြည့်လို့ရမှာဖြစ်ပါတယ်ဒီမှာပေါ့နော်သူကဘယ်နေရာမှာနေတယ်ဘယ်နိုင်ငံမှာနေတယ်ဆိုတာကိုကျွန်တော်တို့ဒီနေရာမှာကြည့်လို့ရတယ်ပြီးတော့ကျွန်တော်တို့ရဲ့ Gmail အကောင့်ကို သူကအဲဘယ်အချိန်မှဝင်တာလဲဘယ်နှစ်မိနစ်လောက်မှဝင်တာလဲဆိုတာကိုလည်းကျွန်တော်ဒီနေရာမှာကြည့်လို့ရတယ်နော် လိုမျိုးပေါ့နော်မိတ်ဆွေတို့ကကိုယ့်ရဲ့ဂျီမီအကောက်ကိုဟက်ခံလိုက်ပြီဆိုလို့ရှိရင်တော့အရေးဆုံးမလုပ်ရမယ်ဆိုတော့ကိုယ့်ရဲ့ဂျီမီအကောက် password ကိုချိန်ရမယ်ပြီးတော့ two step ခံရမယ် two step ခံပြီးလို့ရှိရင်ကျွန်တော်တို့ကမလုပ်ရမယ်ဆိုတော့အဲ့ဒီကိုယ့်ရဲ့ device မဟုတ်တဲ့ဖုန်းဒါမှမဟုတ် computer ကိုတစ်ချက်နှိပ်ပါကျွန်တော်ရဲ့ဂျီမီအကောက်ကိုဝင်လာတာကဖုန်းဖြစ်တဲ့အတွက်ဒီဖုန်းကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီဘောနာက ဆိုင်အောက်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီဆိုင်အောက်ကိုတစ်ချက်ထပ်ပြီးတော့နှိပ်ကမယ်အဲဒါပေမဲ့လည်းဒီမှာမပြောက်သေးဘူးပေါ့နော်ဒီနေရာကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပါအဲဒီနေရာလေးကိုတစ်ချက်နှိပ်မယ်ပြီးရည်ဒီနေရာမှာပတ်စဝတ်ချိန်လို့ရတယ်เนาะအဲဒီနေရာလေးကိုတစ်ချက်နှိပ်ပါ ြီးရင်ဒီနေရာမှာပတ်စောကိုပတ်စောအစ်စ်ကိုထည့်ပါပြီးရင်ဒီနေရာမှာလည်းအပေါ်မှာထည့်ခဲ့တဲ့ပတ်စောကိုပြန်ပြီးတော့ထည့်ပါပြီးရင်တော့ဒီအောင်နာကချင်းပတ်စောကိုတစ်ချက်နှိပ်ပါပြီးရင်ချင်းပတ်စောကိုနှိပ်လိုက်ပါ ပြီးရင်ဒီဂတ်စတာကိုတစ်ချက်ပြန်နှိပ်မယ်ဒါမှမဟုတ်လဲကလုနှိပ်ပြီးတော့ထွက်လို့ရတယ်မေရှိတို့ရဲ့ဂျီမီအကောက်ကိုနောက်ထပ်တကဟတ်မခံရအောင်လို့ပြီးလို့ချင်တယ်ဆိုရင်တော့ဝကဘာရီဖုံတယ်ဝကဘာရီမေကိုထည့်ပြီးတော့မေရှိတို့ရဲ့ဂျီမီအကောက်ကိုလုံကြအောင်ပြုလုပ်ထားလိုက်ပါဂျီမီအကောက်အသုံးပြုတဲ့မိတ်ဆွေတွေကိုဝါဆပ်တွေထဲမှာဝင်ပြီးတော့အကောက်ဖွင့်တာတော့ဗောနော အဲဒီမေးအကောင့်နဲ့အသုံးပြုမယ်ဆိုလို့ရှိရင်အဲအထူးသတိပြုဖို့ပေါ့နော်ကျွန်တော်ဒီနေ့မှလာပြီးတော့မျှဝေပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်ကိုဒီနေ့မှတော့ဒီလောက်နဲ့ပဲရနာဝင်ပြုပါ